အားကောင်းသောဆိုင်ကလုံးမုံတိုင်းမွန်ထားတည်င်း2025ခုနှစ်အော်တိုဘာလ26ရက်နေ့မြမစံတော်ချိန်9နှစ်အချိန်ထုတ်ပြန်ချက်အားကောင်းသောဆိုင်ကလုံးမုံတိုင်းမွန်ထားအခြေအနေယနေ့မြမစံတော်ချိန်နနက်9နာရီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေအော်အနောက်အလဲပိုင်းတွင်ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုံးမုံတိုင်းမွန်ထားသည့် အနောက်အနောက်မြောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုကာကီနာဒါမြို့တောင်ဘက်မှဖြတ်ကျော်လျက်ရှိပါသည်။နောက်ဆက်၈နာရီတွင်ခံမှန်းချက်အဆိုပါအားကောင်းသောဆိုင်ကလုံးမုန်တိုင်းမွန်ထားသည်အနောက်မြောက်ဘက်သို့ရွှေ့ရှားနိုင်ပြီးနောက်၆နာရီတွင်ဆိုင်ကလုံးမုန်တိုင်းမွန်ထားဖြစ်သူ၎င်းနောက်ဆက်၂နာရီတွင်မုန်တိုင်းငယ်ဖြစ်သူ၎င်းတဖြည်းဖြည်းအားလျော့သွားမည်ဟုခန့်မှန်းရပါသည်။ တတိပေးနိုးစော်ချက်အဆိုပါအားကောင်းသောဆိုင်ကလုံးမုံတိုင်းမွန်သာရှိန်ကြောင့်မြဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင် တခါတရံမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါသည်ဒီနေ့ညနေအထီးခံမန်းချက်တနင်္သာရီတိုင်းဒေသကြီးတွင်နေရာအနှံ့ပြားအေယော်ရီတိုင်းဒေသကြီးတွင်နေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးတွင်နေရာကျဲကျဲနှင့် နေပြည်တော်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အထင်တင်ဖြစ်ထွန်းမီမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေကြားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်း မိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါသည်။နေပြည်တော်နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်။ရွာရန်ရာနှုန်း60ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံ80ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါသည်ရွာရန်ရာနှုံ60ဖြစ်ပါသည်